တာရတဲ့နေဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှတစ်ဖန်ပြန်လေးပြီးကြိုဆိုပါရစေ။ပါတိုင်မုန်းလေးရက်ဆက်တယ်လို့ဖြူဝမုန်းလေးရက်ဆက်ကျွန်တော်တို့ပြန်မတည်ဘူးဆံပြောတော့တာပေါ့ဆွာမပါဘူးဒီနေ့ဗတ်မအုံဆုံးတရင်နေနေကတော့ထိုင်းတရင်နဲ့ရင်စချင်တယ် ကျတော့အားလုံးသိတဲ့အတိုင်းပဲခွေးချပူကနေမှထိုင်းအစီဝေးပွဲလာတက်ခဲ့တာဖြစ်တဲ့သူထင်တာကတော့လဲရက်နဲ့ပြီးမယ်လဲရက်နဲ့ပြီးတော့တညာအိတ်မယ်ငားရက်နဲ့ပြမယ်ဆိုပြီးမှလုတ်ခဲ့တယ်ဒါပေမဲ့ထိုင်းမှာခွေးချပူကိုဖိတ်ခေါ်ခြင်းအပြင်တပိတ်မောက်သားတွေရှိတယ်ပြီးလို့ရှိရင်လွတ်တော်ထဲမှာကိုမှစကားအခြေတင်ပြောလာရဖြစ်လာတယ်ဒီထိုင်းမှာရှိတဲ့ကျတော့မြန်မာဒီတမကထိုင်းမှာရှိတဲ့ထိုင်းပြည်သူလူထုဒီပါ ခွေးချပူကိုမကြိုက်ဘူးဆိုတာသူသိသွားတယ်ပြီးလို့ရှိရင် အခုအင်တာပိုဘက်ကနေလဲဖမ်းဖို့ရန်အတွက်เนาะစာရောက်လာတယ်ဆိုတော့ကိစ္စကြီးရော သူတိတယ်ထင်းတယ်ဒါကြောင့်မို့ပဲအစည်းအဝေးပြီးပြီးမှသူဆုံးဖြတ်ထားတာ9ရက်နဲ့ပြန်ဖို့ပြစ်ပေမဲ့6ရက်နဲ့ပြန်ခဲ့တယ်ဆိုတော့ မင်းအောင်လိုင်းကိုခေါ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လွတ်တော်အမတ်ကနေမှထိုင်းဝန်ကြီးကိုဘာကြောင့်မို့မင်းအောင်လိုင်းကိုခေါ်ရတဲ့လဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြည်သူတွေအားလုံးနားလည်အောင်ရှင်းပြပါလို့သူပြောခဲ့တဲ့အတိုင်းပဲစီဝဲလေးပြီးသွားပြီးမင်းအောင်လိုင်းဂျပုကလည်းထွက်ပြေးသွားပြီးဆိုတော့အခုလွတ်တော်မရဲ့တောင်းဆိုချက်အရဝန်ကြီးချုပ်ကတော့ဘာပြောတယ်လဲဆိုတော့သူပြောသွားတဲ့အထက်မှာသူကမင်းအောင်လိုင်းနဲ့နှစ်ခါ တွေ့ဆုံခဲ့ဘူးတယ်အရင်တော့ကတခါတွေ့ပြီးဒါတော့ဒုတိယအကြိမ်ပေါ့နော်ဒီဒုတိယအကြိမ်ဟာသူ့နဲ့နောက်ဆုံးတွေ့ဆုံခြင်းဖြစ်တယ်လို့ပြောတယ်ပြီးလို့ရှိရင် သူကမြန်မာနိုင်ငံကစစ်တပ်ကိုမကြိုက်တဲ့သူဖြစ်တယ်ဆိုတာကိုလည်းနင်းတို့ပြည်သူတွေသိမှာပဲဒါကြောင့်မို့ပဲသူ့ကိုကျွတ်နှုတ်ဆက်တဲ့အခါကျွတ်ရဲ့မျက်နာကိုလည်းနင်းတို့ကြည့်မိမှာပဲလို့သူပြောတယ်ဆိုတော့အခုနင်းတို့တိချင်းတဲ့အတိုင်းပဲကျွတ်ပြောမယ်ဆိုလို့ရှင်တော့သူ့ကိုကျွတ်ဒီလိုမျိုးလက်ဆွဲနှုတ်ဆက်တဲ့အခါမှာဘာကြောင့်မို့သူ့ကိုတခါလဲတဲ့မဖြစ်ရှင်းခဲ့တယ်လေဆိုတော့ပြည်သူတွေရဲ့မျက်နာပြလို့ရှင်တိုင်းပြည်ရဲ့မျက်နာကိုထောက်တဲ့အတွက်ကြောင့်သူဒီလိုမလုပ်ခဲ့ဘူး ကျွမ်းအနေနဲ့ကတော့သူ့ကိုထောက်ခံစရာကြောင်းလုံးဝမရှိဘူး။သူဟာကျွမ်းရဲ့ပါတီမဟုတ်တလို့သူဟာလူတတ်တဲ့သူနော်မကောင်းတဲ့သူဖြစ်တဲ့အတွက်ကြောင့်သူ့ကိုကျွမ်းလက်ဆွဲနှုတ်ဆက်ချင်ပါမလားဆိုပြီးမှသူကတော့မေကိုနဲ့ပြည်သူကိုပြန်ပြောခဲ့တာဖြစ်တယ်။ဆိုတော့ဒီဥစ္စာကိုအခု ဘောမနေကြတယ်စစ်ခွေးတွေဘက်ကကြားလို့ရှိရင်လဲเนาะအခုတော့လောင်တင့်တလောက်တော့လောင်နေကြပြီလို့တော့ကြွထင်တယ်ပြီးလို့ရှိရင်ခွေးကျပုကလည်းเนาะသူ့ကိုဒီဝင်ကြီးကနေနှုတ်ဆက်တာဟာဘလောက်ထိအောက်သွားတယ်လဲဆိုတော့သမင်းစားတဲ့လူဆိုလို့ရှိရင်တော့သူ့ကိုသူသိမိပါဘောเนาะဆိုတော့အခုထိုင်းဝင်ကြီးကဒီလိုပြောလိုက်တော့ကြွက နှုတ်ဆက်တဲ့အရာတစ်ခုစီတိုင်းတစ်ခုစီတိုင်းတော့ကြည့်တဲ့အခါမှာဥပမာအိန္ဒိယဝန်ကြီးတွေကိုထိုင်းဝန်ကြီးကနေမှနှုတ်ဆက်တဲ့အခါမှာနှုတ်ဆက်ပြီးတဲ့အချိန်မှာသူတို့ထိုင်းရိုးရာအတိုင်းပဲเนาะလက်အုပ်ချီလိုက်တယ်မင်းအွန်လိုင်းရဲ့အလက်ကြတော့လက်ဆွဲနှုတ်ဆက်ပြီးမှတပ်ပုံရိုက်ပြီးတဲ့အခါမှာသူ့ကိုဟိုဘက်ကိုပြန်ပါဆိုပြီးမှလက်ပဲပြလိုက်တာပဲသူရတယ်ဒါဒီဟာ အစတုန်းကတော့သူလက်ခံတာပဲဆိုတော့စိတ်တက်နဲ့ကောင်းကောင်းမကြည့်မိဘူးဒါပေမဲ့အခုသူဒီဝင်ကြီးကနေမှငါရဲ့မျက်နှာထဲမှာသူ့ကိုကြိုက်သလားမကြိုက်ဘူးလားဆိုတာပေါ်လွင်နေဆိုတော့စကားကိုသူပြောပြီးတဲ့နောက်ပိုင်းမှာကြည်လိုက်တော့မှပဲအော်သူတို့ရဲ့တယောက်နဲ့တယောက်ကိုလက်ဆွဲနှုတ်ဆက်ပြီးတပ်ပုံရိုက်ပြီးတဲ့အချိန်မှာဖြစ်တဲ့အမှုအရာကနည်းနည်းလေးကွဲလွဲနေတယ်ဆိုတဲ့အရာလဲကြွသိရတယ်ဆိုတော့ဒီပိုင်းတည်းမှာပဲ မင်းအောင်လိုက်တဲတဲ့ဟိုတယ်မှာတပိတ်လာမောက်ခဲ့တဲ့ဒီတက်ကရိုចောင်းသားကနေမှဘာပြန်ပြောလဲဆိုတော့မြန်မာနိုင်ငံပြည်သူပြည်သားတွေနဲ့ထိုင်းပြည်သူပြည်သားတွေအားလုံးအတူတကွရှိတယ်ဆိုတော့အကြောင်းအခုမင်းအောင်လိုက်ကိုခေါ်တာကတော့ဒီလိုမျိုးအရင်အစိုင်းကို ထောက်ခံခဲ့တာတော့အ ਨੇ အကျဉ်းတော့ပြောမယ်ဆိုတော့ဝန်ကြီးတွေပဲရှိတယ်ဆိုတော့အကြောင်းကိုသူပြောသွားတယ်မြန်မာပြည်သားတွေနဲ့ထိုင်းပြည်သူပြည်သားတွေအမြဲတမ်းရှိပါတယ်ဆိုတဲ့ကိစ္စကိုသူပြောသွားတာဖြစ်တယ်အခုထိုင်းဝန်ကြီးပြောသွားတဲ့စကားနဲ့ဇော်မဲလိန်ကလည်းပဲမင်းအောင်နိုင်အောင်မြင်စွာနဲ့လုံနိုင်ခဲ့တယ်လို့ပြောတယ်ဆိုတော့ နော်ကျတော့ပြည်သူတွေလည်းနားထောင်ပြီးတော့ဘယ်နေအစ်စ်လဲဆိုတာတော့သိကြပါပေါ့နော် ပြီးရင်ကျတော့နောက်သတင်းတပုတ်အနေနဲ့ကတော့ဗီဒီယိုတူတူလေးကိုယဉ်ကြည့်ရအောင်နော်မြေဒီကရေဒီအော်ဒီယာတက်ခိုင်းနေတဲ့ဆက်ပြီးရပါတယ်ဒီဗီဒီယိုကကျတော့ PDF လေးဒီကိုရမိခင်တက်ရင်ကိုပြန်လာတဲ့ဗီဒီယိုတို့လေးဖြစ်တဲ့စကိုင်းတိုင်းပင်လယ်ဘူးမြို့တိုင်းတိုက်ပွဲကိုဆင်နွှဲပြီးတော့ စင်နွဲပြီးတဲ့နောက်ပိုင်းမှာရစ်မာပင်ခရိုင်တရင်လဲဆယ်နှစ်ရဲပေါ်များကနေမှာဧပြီလ9ရက်နေ့တော့မြစ်ခင်တရင်နေဖြစ်တဲ့အများမြေကိုဒီဧပြီလ9ရက်နေ့မှာ ပြန်ရောက်လာပြီဆိုတဲ့အကြောင်းကိုဒီအဲတတိနဲ့တမတော်ကနေမှ ထုတ်ပြန်ထားတာကိုသိရှိရတယ်ဒီဥစ္စာကကတုံးလုံးစစ်စီရဲမှာခုနလကြာတာဝန်ထမ်းဆောင်ပြီးတော့အခုကပြန်လာခဲ့တာဖြစ်တယ်ရင်းမာခရိုင် ဘူဟာလေးစနေရဲ့ရင်းမပင်ခရိုင်တရင်၁၇ရင်းမပင်ခရိုင်တရင်၂၈ရင်းမပင်ခရိုင်တရင်၂၉ရင်းမပင်ခရိုင်တရင်39ဒီ၅ဖွဲ့ကနေမှဧပြီလ၅ရက်နေ့တော့မြစ်ခင်တရင်ဘက်ကိုပြန်လည်ပြီးရောက်ရှိလာပြီဖြစ်တယ်ကျတော့တော်လာရဲဒီကခုနလတောင်မှနော်အဝေးကိုသွားပြီးမှမြို့သိမ့်တိုက်ပွဲတွေအောင်မြင်ပြီးမှကိုယ့်ရဲ့ တတ်ရင်ဘက်ကိုပြန်လာနိုင်တယ်။ဒါပေမဲ့တနာတွေစစ်ခွေးတွေကတော့ဘယ်တော့မှပြန်လာတယ်ဆိုတာမရှိဘူး။အရှိတန်းကိုတွားလိုက်တယ်။တဲရင်တဲမယ်မတဲရင်အလံဖြူထောင်ပြီးအညံ့ခံပြီးမှစစ်တုံးပတ်နေနေတွားမယ်။ဒါမှမဟုတ်လို့ရှင်လဲထွက်ပြေးမယ်။တချို့ကြတော့လေထွက်ပြေးပြီးတော့ကျတို့တော်လန်ရဲတွေစီမှာရောက်တာရှိတယ်တချို့ကသူတို့ထွက်ပြေးသွားတဲ့အတွက်ကြောင့်ကျတို့တော်လန်ရဲတွေဘက်ကနေမှလိုက်ပြီးမှရှင်းနေတဲ့အခါမှာသူတို့တေသွားတယ်အဲ့လိုနေပေါ့နော် တို့ရဲ့ဘွားကနှိကုံးချုပ်သွားတယ်ရဲပေါ်ဒီရှေ့တန်းကနေပြန်လာခဲ့တယ်ဆိုတာလုံးဝမရှိဘူးဆိုတော့ဒီနေ့ကျတို့တော်လာရဲတွေကတော့ခဏလာတောင်မှ တိုင်းပြည်နဲ့လူမျိုးတွေတာဝန်ထမ်းဆောင်ပြီးပြန်လာခဲ့တယ်အရန်ကျေးဇူးတင်တယ်ဒီရင်းမပြင်ခရိုင်တတတဲ့အားလုံးကိုလည်းပဲဒီကနေမှကျေးဇူးတင်ကြောင်းနဲ့အားလုံးကိုအရန်ဂုံယူတယ်ဆိုတဲ့အကြောင်းပြောချင်တယ်နောက်တစ်ခုကတော့အခုဒီတိုက်ပွဲနဲ့ဆက်ဆက်ပြီးတော့ဗီဒီယိုလေးတစ်ပုဒ်ကိုထပ်ပြီးမှနားထောင်ကြည့်ရအောင်နော် တမတော်အနေနဲ့ဧပြီလ2ရက်နေ့22ရက်နေ့အထိပြစ်ခတ်တိုက်ခိုက်မှုရဆက်ရေးကျင်းပခဲ့ပါတယ်။ဒီလိုအချိန်မှာတိုင်းသားလက်နက်ကိုင်များအခွင့်ကောင်းယူပြီးကံရီအဖွဲ့အနေနဲ့မနေ့ကဧပြီလ9ရက်နေ့17နာရီ15မိနစ်အချိန်မှာအမော်မြို့မှာရှိတဲ့တပ်ဌာနချုပ်တွေကိုတနက်ကြီးများနဲ့ပြစ်ခတ်ခြင်း၊ရှော့တိုက်တုံးများနဲ့ပြစ်ခတ်ခြင်းဆောင်ရွက်ခဲ့ပါတယ်။ TNL တောင်ကျန်းသူအဖွဲ့အနေနဲ့လည်းတောင်ခမ်းဒေသမှာဧပြီလ9ရက်နေ့မနေ့6နာရီခွဲအချိန်မှာစခန်းနေရာများတပ်ဌာနချုပ်နေရာများကို မနက်၄နာရီခွဲတစ်ချိန်နေ့လယ်၁နာရီတစ်ချိန်မှာ drone နဲ့ drone ဘုံများချပြီးတိုက်ခိုက်ခဲ့ကြောင်းတွေ့ရပါတယ် KNPP KND ရဲ့အဖွဲ့အစည်းနဲ့မိုးပြဲဒေသမှာဧပြီလ9ရက်နေ့နေ့လယ်၁၂နာရီခွဲအချိန်မှာလုံခြုံရေးနေရာယူထားတဲ့နေရာတစ်ခုကို drone များနဲ့တိုက်ခိုက်ခဲ့ကြောင်းတွေ့ရပါတယ်ရရဲ့ပြစ်ခတ်ရက်စဲကိုဧပြီလ၂ရက်နေ့ကနေမှ22ရက်နေ့ထိနင်းတို့ထုတ်ပြန်တယ်ဆိုပေမဲ့တရက်မှမနာပဲနဲ့နင်းတို့လေရင်နဲ့ဘုံကျဲတယ် တချို့နေရာမှာဆိုလက်နဲ့ကြီးတီနေရောပြစ်တယ် drone တွေနေရောခြတယ်နင်းတို့ခြနေမှတော့ငိုတို့လည်းပြန်ခြတာပေါ့ငိုတို့ကတော့နင်းတို့အရင်လာတိုက်လို့ငိုတို့တိုက်ရတာဆိုတော့အခုကျွန်တော်နေရာ data တီးတီးထဲမှာကျွန်တော်တော်လာရဲတွေမနေ့ညလဲကျွန်တော်ပြောသွားသလိုပဲ MNDAA ကလွှဲရင်ဂျန်နဲ့လက်နဲ့ကင်တိုင်းရင်သားတဲ့အားလုံးကတော့ဒီအဒီအပြည့်ရဆဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကချိုးဖောက်တယ်သူတို့ကတော့လုံးဝမချိုးဖောက်ဘူး ဒီတော်လာရဲ့တော်လေးဆိုးတယ်နော်ချိုးဖောက်တယ်လို့ပြောတယ်ဆိုတော့ဒီလိုချိုးဖောက်လို့ပဲနော်အောင်ပွဲတွေအလီလီခံရတယ်လို့ပဲကျွတ်တို့အဲ့လိုပဲပြောတော့မယ်ဆိုတော့အခုကျွတ်တို့ဒီနောင်ကျိုးစခန်းကိုကျွတ်တို့မရခင်မှာဖျားကုန်းကာကင်းစခန်းကိုကျွတ်တို့ရရှိခဲ့တယ်ပြီးလို့ရှိရင်ချင်းကုန်းကိုလည်းကျွတ်တို့ရရှိခဲ့တယ်နောက်ဆုံးတော့သူတို့လုံးဝမကြစေချင်တဲ့ညောင်ကျိုးစခန်းကိုဒီအရခတ်တတော်နဲ့ပူပေါင်းတော်လာရေးဒီဘက်ကနေမှအပီးတတ် တိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့တာဖြစ်တယ်ဆိုတော့အခုတို့လည်းအမြဲတမ်းတို့ရဲ့အလင်းမလျှော့တဲ့အနေနဲ့ဆိုတော့အခုဒီထွက်ပြေးသွားတဲ့ဖျားကုန်းကရောညောင်ကျိုးရောရှင်းကုန်းဘက်ကရောဒီကာကင်းစခန်းနေနဲ့ကရောအားလုံးပေါင်းပြီးမှအခုတော့ဒီညောင်ကျိုးစခန်းနဲ့၄မိုင်กว่าတဲ့နေရာမှာရှိတဲ့ရှုခင်းတာမှာတို့က special ခန်းစစ်ကိုပြင်ဆင်နေတယ်လို့ပြောတယ်ဆိုတော့ အရင်တော့ရေခဲတွေကအခုကတော့ပြောကုန်ပြီးမှရေငွေ့တွေပြန်ကုန်ပြီဆိုတဲ့အကြောင်းဆိုတော့အခုကျွတ်နဘေးနားမှာတင်ထားတယ်နော်အခုညောင်ကျိုးကြတော့ဘောမတွေကတော့သူတို့လောက်အသေးတာနာလဲသူတို့ပဲရှိတယ်ရရရပြခတ်ရဆဲတဲ့ဥစ္စာထုတ်ပြန်ထားပေမဲ့လည်းပဲကျွတ်တို့ကချိုးဖောက်တယ်ကျွတ်တို့ချိုးဖောက်လို့သူတို့ပြစ်တယ်လို့ပြောတယ်ဒါတွေကတော့မန္တလာမမှန်ဘူးလားဆိုတော့ကျတော့ပြောရှာမလို့ဘူးကဘာလဲအတိဖြစ်တယ်ဆိုတော့ ကျတို့တော်လာရဲတွေကတော့ဘလောက်ပြစ်တယ်လဲဆိုတော့ကျွန်မမသိဘူးဒါပေမဲ့တို့ပြစ်တဲ့ဥစ္စာကိုအခုအာခတ်တတော် AA ဒီဘက်ကနေမှထုတ်ပြန်ချက်တခုကိုလုပ်ထားတယ်အာပါလဲဆိုတော့အခုဒီစစ်ခွေးတွေဘက်ကနေမှကြောက်ဖြူတို့ပုံနာကျွန်းတို့စစ်တွေတို့ရွှေမင်းကန်ပေါက်တော့အဲ့ဘက်ကိုလည်းပဲဒီ120မမနဲ့အပရလ3ရက်4ရက်5ရက်နဲ့မှာ non stop ပြစ်တယ်ပြစ်လို့ရှိရင်30နှစ်တက်ရင်ဘက်ကနေမှလည်းလက်နဲ့ကြီးတွေနဲ့ယွာတွေကို စ်ခတ်တယ်ဆိုတဲ့အကြောင်းသိရတယ်ပြီးလို့ရှင်လက်ဒီရေတပ်ဘက်ကနေလည်းပဲမြို့ဘက်ကိုလက်နက်ကြီးအငယ်တွေနဲ့ပြစ်ခတ်တယ်ဆိုတဲ့ဥစ္စာသိရှိရတယ်ဆိုတော့ဒီလိုမျိုးပြစ်ခတ်ပေမဲ့လည်းပဲကျတော့တော်လာရဲတွေကတော့ကိုကနေမြေကျွမ်းကျင်တဲ့အတွက်ကြောင့်တို့ဘဲကနေပြည်ရင်ဘလို့ဖြစ်နိုင်တယ်ဆိုတော့ကျတော့သိတယ်ဒါကြောင့်တို့ဘလောက်ပဲလက်နက်တွေပြစ်ခတ်ပြစ်ခတ်ကျတော့ကတော့အောင်ပွဲကတော့နော်တိတ်ရမစဲတဲတဲဖြစ်နေတယ် ညောင်ကျိုးစခန်းရဲ့ဖရားကုန်းရဲ့ချင်းကုန်းဒါရီဘက်ကျော်တို့တိမ့်ပိုက်ခဲ့တာမဟုတ်ဘူးเนาะဗမာတတ်တော်နဲ့ပူပေါင်းတော်လာရဲဒီဘက်ကနေလေလေရင်ဘုံတီးဒီကိုထုတ်လုပ်တဲ့ကပ္ပစ23လေเจ้าကကိုရဲ့လက်နဲ့များကိုထုတ်လုပ်တဲ့ဒီကပ္ပစ23နဲ့25ကိုအဓိကလက်စစ်တပ်အပေးတဲ့ဆလင်းမြို့ကဒီတညောင်တပ်အပေးစက်ယုံမှာအထိုင်ချထားတဲ့စစ်ခွေးတွေကို လက်နက်အကြီးအငယ်တွေနဲ့ရော drone တွေနဲ့ရောပစ်ခတ်ခဲ့တဲ့အခါမှာ that up ရုံကရုံမှုရဲ့အရာရှိရဲ့ တည်သွားတယ်ပြီးလို့ရှိရင်စစ်ခွေးလဲအကောင်30တည်ဆုံးသွားတယ်ဆိုတာသိရတယ်ပြီးရင်အဲ့မှာအဓိကလှုပ်ဆောင်နေတဲ့ less that are paid တဲ့စက်ရုံအထဲမှာရှိတဲ့ transformer ၈လုံးလဲပျက်စီးသွားတယ်ဆိုတာအကြောင်းသိရသလိုပဲဒီလိုမျိုး transformer တွေပျက်စီးသွားတဲ့အတွက်အကြောင်းအခုကဒီ capacity 27နဲ့25မှာလဲပဲ less မြည်ဒီပြက်လက်နေတယ်ဆိုတော့အကြောင်းသိရတယ်ဆိုတော့ဒီကြွရုပ်ကိုပြစ်ခတ်ဖို့ရန်အတွက်လှုပ်တဲ့လက်နက်ယုံကတော့ ဖောက်ခွဲနဲ့ပြင်မှာ D transformer ရှစ်လုံးနဲ့ပျက်စီးခဲ့ရတယ်ဆိုပြင်မှာဗမာတပ်တော်တပ်ဖွဲ့ကနေမှထုတ်ပြန်ထားတာကိုတွေ့ရတယ်ဆိုတော့ကျွန်တော်တော်လာရဲတွေဘက်ကတော့เนาะအောင်မြင်ခြင်းအလီလီကိုခံရတဲ့အချိန်ဖြစ်တယ်ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုတွေကိုနင်းနေညံ့ညံ့ဘုံကျေလို့ရအောင်ဘုံဒီထုတ်လုပ်တဲ့ဆက်ယုံကိုနော် transformer တွေကို ဖြည့်ဆည်းပေးတယ်အဲ့မှာတပ်ဆွဲထားတဲ့စစ်ခွေးတွေကိုလက်နဲ့ကြည့်ရင်ငွေတွေနဲ့ပြစ်ခတ်ပေးနိုင်ခဲ့တဲ့အတွက်အကြောင်း ပမတ်တတ်တော်ကိုအရန်ကျေးဇူးတင်တယ် အရန်ဂုံယူတယ်ဆိုတဲ့အကြောင်းလည်းပြောချင်တယ်။တချိန်ထဲမှာပဲအခုငလီနဲ့ပတ်သက်ပြီးတော့နည်းလေးသက်ပြောချင်တယ်။ကျတော့ဒီ match လ28ရက်နေ့ကနေမှဒီ match လ9ရက်နေ့အထိဒီငလင်းကြောင်းဖြစ်ဖြစ်တဲ့အခါမှာငလီမှာပိတ်မိနေတဲ့ဘေးပီသူကိုဘေးစစ်ခွေးတွေကကဲတင်ခဲ့တယ်ဆိုတော့ဒီနေ့ကျမတို့ကြားရတယ်လေ။ပိတ်မိခဲ့တဲ့အတွက်ကြောင့်ထိခိုက်ခဲ့တဲ့အတွက်ကြောင့်အသက်ဆုံးသွားတဲ့အလောင်းတလောင်းကို basic ခွေးကမှထုတ်နိုင်ခဲ့တယ်ဆိုတာကိုဟောအခုကျမတို့သိရတယ်လေအခု ့အိမ်နေပြိုသွားတယ်အိမ်မှာပြိုသွားတယ်ပြိုပြက်သွားတယ်အိမ်ကအုံနေခဲ့တခုကိုဘေးစခွေးတွေလာမတာကျွားတို့သိရတယ်လေတကယ်ဆိုလို့ရှိရင်ဒီမတ်လ28ရက်နေ့မှာငလျင်တန်တလို့ဖြစ်တဲ့အခါမှာစခွေးတွေဘက်ကနေမှနော်အရန်ကောင်းဆောင်ဖြစ်ချင်နေတဲ့ခွေးကျဖို့ဒီဘက်ကနေမှလာပြီးမှကိုညီတဲ့သူဒီကိုကျေးဇူးတင်ရမှာဖြစ်တယ်အခုဒီမှာပရဟိတတာမကဘူးနော်ကို့ဖာနဲ့ကို အမိတောင်မရှိဘဲနဲ့တော်ဝန်ကိုတဲ့ ပြည်သူတွေအများကြီးရှိတယ်။ဒါတွေကိုသူတို့ကကျေးဇူးတင်စကားတော့ပြောရမှာဖြစ်တယ်။အခုပြည်သူတွေကုညီခဲ့လို့ငလျင်ကနေမှအသက်ရှင်ခဲ့တဲ့ပြည်သူတွေအများကြီးရှိခဲ့တယ်။တေဆုံးသွားတဲ့လူတွေရဲ့အလောင်းတွေကိုကယ်ထုတ်နိုင်ခဲ့တဲ့အရာတွေအများကြီးရှိတယ်။ဆိုတော့ဒီနေ့ဒီလိုမျိုးလုတ်တဲ့ဥစ္စာကိုကျေးဇူးတင်စကားပြောမယ့်အစားစစ်ခွေးတွေကပါပြောလဲ။ဘဘူးမဆိုဒီလိုမျိုးကုညီဖို့ရန်အတွက်အဖွဲ့အစည်း တီချာလွတ်လွတ်လပ်လပ်လှုပ်ချင်တယ်ဆိုလို့ရှိရင်တော့စစ်ခွေးတီရဲ့ခွင့်ပြုချက်ကိုတွားယူရမယ်လို့ပြောတယ်သူတို့ကလည်းခွင့်ပြုမှပဲကဲတင်တဲ့အလုပ်တွေကိုလှုပ်ရမယ်လို့ပြောတယ်ဆိုတော့ဒီလိုမျိုးဒုက္ခရောက်နေတဲ့အချိန်မှာကိုကိုတိုင်မကူညီတာမကဘူးကိုညီတဲ့သူတွေကိုလည်းခြေဆွဲနေတယ်နင့်မလုံးနဲ့နင့်ခွင့်မရဘူးဆိုလို့ရှိရင်မလုံးနဲ့တကယ်လို့ဒါဒီ28ရက်3ကလည်းเนาะငလျင်စဖြစ်တဲ့နေ့ကနေမှာ စစ်ခွေးတွေကိုတခုအကူညီတောင်းပြီးမှလုပ်ရမယ်ဆိုလို့ရှိရင်ဒီနဲ့မြန်မာနိုင်ငံမှာငလင်ဒုက္ခထဲမှာရောက်နေတဲ့သူတွေဒီလောက်တောင်ကယ်ဆယ်နိုင်မှာမဟုတ်ဘူး။တခုနောက်တစ်ခုကကယ်ဆယ်ခဲ့ရတဲ့သူတွေရောအိမ်ပြိုလဲပြီးမှထမင်းမစားရတဲ့သူရောအခုအချိန်ဆိုငတ်သေးနေပြီ။ဒါကိုကျေးဇူးမတင်တဲ့အပြင်ဘလူနီးနဲ့ဘလူစိတ်တက်နဲ့ဒီလိုမျိုးသူများကူညီတာကိုနင်တို့ငရုတ်ရဲ့အခွင့်ရမှာပဲကူညီပါလို့ လာကူညီပါလို့ပြောလို့ရှင်ဒါကအလုတ်လာလျှောက်တဲ့နေရာမဟုတ်ဘူးတကယ်ဆိုလို့ရှင်နင်းတို့သားမှာအတိုက်တရောအခုနေပြည်တော်မှာရှိတဲ့စစ်ခွေးတွေအားလုံးပြည်သူလူထုကိုလာကူညီရမှာဖြစ်တယ်အခုကပြည်သူလူထုဒီဒုက္ခရောက်ပြီးမှကူညီတယောက်နဲ့တယောက်ကူညီရိုင်းပင်းနေတဲ့အချိန်မှာဘာမှအတက်နဲ့မထိခိုက်တဲ့ဖျားတကအုံနေခဲတွေလက်ကောက်နေတာဒါဖြစ်တင်တလားဆိုတော့နင်းတို့သိမှာပေါ့ နော်ပြီးနောက်တစ်ခုကဒီစကိုင်းမှာကိုညီဖို့ရလာတဲ့လူအဖွဲ့အစည်းပဲဖြစ်ဖြစ်ကားနဲ့ပဲဖြစ်ဖြစ်စကိုင်းကိုကြော်ပြီးမှမသွားရဘူးတဲ့ဒီတော်လရဲဒီစိုးမိုးထားတယ်လို့ပြောထားတဲ့နေရာဒီဘက်မှာလုံးဝအာသူတို့ဘက်ကနေတွားခွင့်မပြုဘူးလို့ပြောတယ်ပြီးရအခုဒီနေ့ပဲဘာဖြစ်သွားတယ်လဲဆိုတော့အခုဒီနေ့နေ့လေတုန်းကပဲဘာဖြစ်သွားလဲဆိုတော့အခုဒီစကိုင်းမှာ အဲလာကူညီတဲ့သူဒီကိုနော်အခုအုပ်ချုပ်ရေးမှုကတော့နင်တို့ငရုစီမလာထားပေးလာထားထားပြီးမှပဲငရုလုပ်မယ်လို့ပြောတယ်ဒါကိုဒီကေစီရေးကလူတွေကနော်အာသဘောမတူတဲ့အခါမှာ ရိုက်ခိုက်မှုတွေဖြစ်ခဲ့တယ်ပြင်အဲမဖြစ်တဲ့အရာတွေအများကြီးဖြစ်သွားတယ်ဆိုတော့ကြားရတယ်ဆိုတော့စစ်ခွေးတွေကနေမှဒီနေ့ကျွားတို့ပြည်သူတွေဒုက္ခရောက်နေတာကိုသူတို့ဘာများထင်နေတယ်လဲတော့မသိဘူး နော်အခုတို့တို့ကတော့ဒုက္ခမခံရရင်လဲခါလဲအသက်ပေးချင်လို့ပဲဒီလိုလုပ်တာပေါ့နော်ဆိုတော့ဒါကတော့တိတ်ပြီးမှစကားနဲ့တောင်းမှလေပြောမယ့်စကားတောင်းမရှိဘူးဒုက္ခရောက်နေပါတယ်လို့ဒုက္ခရောက်တဲ့သူကိုကိုညီတာများတို့စီကခွင့်ပြုချက်ယူရမယ်တဲ့ဒါတော့ခွေးထဲမှာတောင်းယူယူခွေးတော့မဖြစ်နိုင်တော့ဘူးနော်ခွေးယူထဲမှာတောင်းမှအာနောက်ဆုံးဒီဂရီဖြစ်သွားပြီဆိုတော့ခွေးတွေပဲနေမှာ နော် ပြည်သူတွေအားလုံးကြမ်းမပြည့်ရှိကြပါစေ